PUBG Mobile ရဲ့ဈေးအခြေဆုံးစပင်နေရာတစ်ခုဖြစ်တဲ့ Speed Drift Event ကိုကြည့်မယ်ဆိုရင်မနေ့က game ထဲမှာတွေ့မြင်ရပြီဖြစ်ပါတယ်ဒီတစ်ခါတော့ Porsche နဲ့ PUBG Mobile ရဲ့ collaboration ကိုတွေ့မြင်ရတာမျိုးရှိပါတယ်တငယ်ချင်းတော့ gas skin တွေပါတယ်ယူဖြစ်လာမယူဖြစ်ဘူးလားပေါ့ဗျာဒီ event အချင်းကိုကြည့်ရမယ်ဆိုရင်9ရက်12လအနေနဲ့28ရက်2လအထိသွားမှာဖြစ်ပါတယ် Porsche ရဲ့ super car တွေကိုကြည့်ရမယ်ဆိုရင်တော်တော်လေးကိုမိုက်ပါတယ်သုံးကတ်တန်ကားနဲ့ပတ်သက်ပြီးပြောရမလားတကတ်တန်ကားနဲ့ပတ်သက်ပြီးပြောရမလားဒီကောင်တော့ coupe RP Porsche 918 Spider ကြည့်ကြည့်ပါပုံစံအနေထားတော်တော်လေးကိုမိုက်ပါတယ် Dacia's skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တုံးကတ်တန်ကား skin ကိုကြည့်ကြည့်ပါတော်တော်လေးကိုလမ်းပါတဲ့အကြောင်းနေထားဖို့ရ share mic ပါတယ်တကတ်တန်ကားကိုကြည့်ရမယ်ဆိုရင်မစိုးလို့ပြောလို့ရပါတယ်ဒါတော့ဒါစီယာနီယာယူမှာဖြစ်ပါတယ်နောက်တစ်စီးကတော့ UZ ပဲဖြစ်ပါတယ်ကြည့်ကြည့်ပါတုံးကတ်တန်ကားပုံစံအနေထားဖို့ရတကတ်တန်ကားကိုကြည့်ရမယ်ဆိုရင် lava orange ပေါ့ဗျာပုံစံအနေထားအကြောင်းနေထား mic ပါတယ်ကျွန်တော်ကြိုက်တာတော့ဒီကောင်ကတော်တော်လေးကိုကြိုက်ပါတယ်ကြည့်ကြည့်ပါ mirror do ပေါ့ဗျာတုံးကတ်တန်ကားအနေထားလည်းတော်တော်လေးကိုလာတယ်လို့တကတ်တန်ကားကလည်းတော်တော်လေးကိုလာပါတယ်ကြည့်ကြည့်ပါဒီလိုမှတ ငယ်ချင်းတော့ကားရိပ်ပါတွေယူဖြစ်လာပေါ်ရဘလောက်ထိမှကံကောင်းလဲကျွန်တော်ဗီဒီယိုကြည့်တဲ့တငယ်ချင်းတွေထဲမှာတော့ကားရိပ်ပါတွေယူမဲ့တငယ်ချင်းတွေရှားမယ်ဆိုတာသိကြပါတယ်ဒီလိုမှကျွန်တော်ကိုနိုင်လေးဒီ speed drift မှာအခုချိန်တည်းပေါ်ရတခါမှကျွန်တော်ကံမဆန်းဘူးပေါ့ဗျာဘောက်လစ်ဆိုတော့အနေထားရ UC အလောက်မနိုင်တဲ့အတွက်ဖြစ်ပါတယ်တက်ကတန်ကားစီးရဖို့အတွက် UC အများဆုံးဘလောက်ထိမှ300လဲပေါ့ဗျာတငယ်ချင်းတို့သိတယ်ဆိုရင်တော့ comment မှာမျှဝေပေးသွားဖို့မမေ့ပါနဲ့ဘူးလို့ကျွန်တော်ပြောလိုပါတယ်ဗျာကားမထုတ်နိုင်မှန်းတော့လည်းသိပါတယ် UC နည်းနည်းပပကျော်ဖြုံးကြီးကြီးအောင်ဗျာ โอเคဒါဆိုတငငချင်းတို့အနေနဲ့လည်း DSP drift နဲ့ပတ်သက်ပြီးမှတငငချင်းတို့အတွေ့အကြုံတွေပါတယ်မျှဝေပေးသွားလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ event နဲ့မှာကြည့်ရမယ်ဆိုရင် version 4.2ဆိုရင်မှပေါ်ပြပေးထားတာရှိပါတယ်ကျွန်တော်တခုသတိထားမိတဲ့တော့ PUBG Mobile ပကံနေဒီကနေပေါ်ပြပုံတပုံဖြောက်လိုက်တာမျိုးရှိပါတယ် AI company ရဲ့ပုံကိုဖြောက်လိုက်တာဖြစ်ပါတယ်ဘောက်လေတော့မသိပါဘူးဒါတော့လာမယ့် update version 4.2နဲ့ပတ်သက်ပြီးမှအရေးမွတ်ပေးထားတာဖြစ်ပါတယ် special vehicle အနေနဲ့တော့ဒီကတမင်နဲ့ပေါ်ပြ scorpion နဲ့ kimi cow ကိုတွေ့ရမှာဖြစ်ပါတယ်ဒီက version 4.2နဲ့ပတ်သက်ပြီးမှ beta version ကိုပေါ်ပြတငငချင်းတို့ကျွန်တော်အမြန်ဆုံးတင်ပေး ေးပါမယ်ဗျာဒီမှာလက်ရှိမေးထားတဲ့မေးခွန်းကိုဖြေပြီးမှဖို့ရတဲ့ငွေကြေးကို lucky coin 10ခုယူလို့ရတာဖြစ်ပါတယ်ပထမတစ်ခုကိုကြည့်ရမယ်ဆိုရင်တော့ which of the following vehicle will dip in 4.2ပေါ့ဗျာ scorpion ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကတော့ scorpion ကိုယူလိုက်ပါမယ်အောက်မှာရှိမယ်ဆိုရင်တော့ coin တစ်ခုတက်သွားပြီဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode မှာရန်သူ9ယောက်ကိုရှင်းနေဆိုရင်တော့ coin တစ်ခုတက်မှာဖြစ်ပါတယ်တခြား mission တွေကိုကြည့်ရမယ်ဆိုရင်အပေါ်မှာတုတ်ခတ်ထားတာမျိုးရှိပါတယ်10ရက်12လချိန်ကျော် beta လာမှာဖြစ်ပါတယ်19ရက်12လချိန်နဲ့ beta update လာမှာဖြစ်ပါတယ်25ရက်12လချိန်နဲ့ကျော် beta update လာမှာဖြစ်ပါတယ်အဲ့အချိန်ကျရင်တကယ်ကျဒီပုံစံပေါ့ဗျာခက်မှန်ပြီးမှပုံထဲမှာဗားရီ တွေ့ရတယ်ဒီမှာကျွန်တော်ဖြည့်ရမှာဖြစ်ပါတယ် mission နဲ့လောက်သွားရမှာဖြစ်ပါတယ်နံပါတ်၈မှာရောက်သွားတယ်ဆိုတော့ဒီရ lucky coin ပေါ်ရ၈ခုကိုတကယ်ကျွန်တော်လုံးဝ free ရရှိမှာဖြစ်ပါတယ် lucky coin တွေကိုဘယ်မှာအသုံးပြုရမလဲဒါနဲ့ပတ်သက်ပြီးမှာတော့တကယ်ကျွန်တော်ထွေထူးပြောစီရမလို့ဆိုတာသိကြပါတယ်ဗျာကိုချိုင်းတဲ့ item တွေ lucky coin တွေပါတယ်ရှိရဲဆိုရင်ဒီကနေ့ line မှာကျွန်တော် redeem လုပ်လို့ရတာမျိုးရှိပါတယ်ဒီလိုမှကျွန်တော်တကယ်ကျွန်တော်ဒီရ lucky coin ပေါ်ဗျာတခြားပေနေရနေယူလို့ရသေးတယ်ဒါနဲ့ပတ်သက်ပြီးမှာလည်းကျွန်တော်အမြန်ဆုံး video တင်ပေးဖို့ကြိုးစားပါမယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံး ားလုံးကိုလည်းကျွန်တော်အထူးမင်းကျေးဇူးတင်ရှိပါတယ်ဗျာ။